ချစ်တော်မိတ်ဆွေပေါင်းတို့မင်္ဂလာပါယခုလောမင်္ဂလာနေ့ရက်ပြည့်ဘုရားသခင်ဆက်ပြီးတော့ကျွန်တော်ကောင်းချီးတင်များမွမ်းမံပေးတဲ့ခါမှာကျွန်တော်လည်းပဲစိတ်သက်ကိုယ်သက်ဝမ်းမြောက်ခြင်းတင်တဲ့ဘုရားသခင်ရဲ့ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြရအောင်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့မှလည်းပဲချစ်တဲ့မိတ်ဆွေကိုပေးသွားခြင်းတဲ့သတင်းစကားကတော့လျှို့ဝှက်စမ်းကြဲသောအရာလျှို့ဝှက်စမ်းကြဲသောအရာဒီနေ့ကဘာပေါ်မှာလို့ရှိရင်တကယ်လျှို့ဝှက်စမ်းကြဲတဲ့အရာတွေများစွာလူတွေကစူးစမ်းပြီးတော့လေ့လာကြတယ်လျှို့ဝှက်စမ်းကြဲတဲ့အရာတွေနဲ့ကျွန်တော်ကတော့ရှင်ပုံပေါ်ပြီးတော့တင့်တယ်လျှောက်ပတ်စွာနဲ့ နေနိုင်သွားနိုင်ဖို့ရန်အတွက်စူးစမ်းကြတယ်။ဒါပေမဲ့လည်းပဲလျှို့ဝှက်ဆန်းကျက်သုံးသောအရာကဘာများဖြစ်မလဲတခါလေးမှာကျွန်တော်ကစဉ်းစားကောင်းစဉ်းစားမိနေမယ်။ဒါလောက်ဆန်းကျက်ဆန်းပြားတဲ့အရာတွေများပြားတဲ့ထဲမှာလျှို့ဝှက်ဆန်းကျက်သော အရာကတကယ်ပဲငါမှရောရှိသလား။ငါရောလုံနိုင်ရဲ့လား။ငါရောတတ်နိုင်ရဲ့လား။ငါကိုယ်တိုင်ကစွမ်းဆောင်နိုင်ရဲ့လား။ဒါကိုကျွန်တော်ပြန်လဲပြီးတော့စဉ်းစားတွေးခေါ်နိုင်ဖို့ရန်အတွက်နောက်ကပတော့တမချန်းစာတဲကအချက်လေးကိုကျွန်တော်ကဆိုရှင်လေ့လာပြီးတော့ကျွန်တော်ကိုယ်တိုင်ကဒီ စင်ကြုံတရားနဲ့ကိုကိုတိုင်ကလျှို့ဝှက်စမ်းကြဲတော့အရာကိုဖန်တီးနိုင်တယ်ဆိုတာကိုကိုကိုတိုင်ကသိရှိသွားဖို့ရန်အတွက်ဒီနှုတ်ကပတ်တော်အပြင်စင်ကြင်ကြရအောင်ယောမဝဒစာခန်းကြီးစက်နှစ်ပိုင်းငယ်9ကနေ10ကိုကြည့်တဲ့အခါမှာမေတ္တာစိတ်တည်လျှို့ဝှက်ခြင်းနဲ့ကင်းစေလောစိုးညစ်သောအမှုကိုဆက်ဆုပ်ယွန်းရှာကြလော ကောင်းမွန်သောအမှု၌မိဝဲစိတ်ကကြလောတဲ့နော်ဒါကြောင့်မေတ္တာစိတ်ဆိုတဲ့အရာကလျှို့ဝှက်ထားတဲ့အရာမဟုတ်ဘူးနော် လျောဝဲစမ်းကျဲတော့အရာဖြစ်တယ်မေတ္တာကလို့ရှင်စမ်းပြနေရမှာဖြစ်တယ်เนาะစမ်းပြနေရမှာဖြစ်တယ်လျောဝဲနေတဲ့အရာတွေတခါလို့ရှင်ထိန်ချန်ထားတဲ့အရာတွေနဲ့ကင်းစေလောတဲ့စိုးညစ်တော်မှုကိုဆက်ဆုပ်ယုံချာကြတော့တဲ့မကောင်းတဲ့အရာတွေမကောင်းတဲ့အမှုအရာတွေမကောင်းတဲ့ပြုလုပ်မှုတွေမကောင်းတဲ့အတွေးခေါ်တဲ့မကောင်းတဲ့ကြံစည်တွေဒီအရာတွေအားလုံးကိုပဲဆက်ဆုပ်ယုံချာရမယ်တဲ့ဒါတွေကိုကျွန်တော်ဖယ်ကျင်းနိုင်ရမှာဖြစ်တယ်ဘာကြောင့်လူကဇာတိဖြစ်တဲ့အခါမှာမကောင်းတာကိုတတ်မဲ့တာလူပဲ နော်မကောင်းတာကိုလှုပ်တာလှုပ်တာလွယ်လွယ်လေးနဲ့လှုပ်ထတာလည်းလူပဲနော်မကောင်းမှုဆိုလို့ရှိရင်လူတွေကပဲလေအမြဲတမ်းပဲအဲ့ဒီအမှုတဲမှာလို့ရှိရင်ရင်ဆိုင်ကျင်နာကလည်းပဲလူပဲဒါကြောင့်ကျွန်တို့ရဲ့တက်တာမှာလို့ရှိရင်ဒီမကောင်းမှုတွေကိုဖယ်ရှားနိုင်ပုံရတဲ့ဒီဆက်ဆုပ်ညွှန်ချပွဲရတဲ့ကိုကျွန်တော်ကဆိုရှင်လုံးဝညွှန်ရှာရမယ်နော်ညွှန်ရှာရမယ်မုံတရမှာဖြစ်တယ်နော်ကျွန်တော်လူသားဖြစ်လာတဲ့ခါမှာဘုရားသားသမီးဖြစ်တဲ့ခါမှာတဲ့ဘာပြောရမလဲဆိုတော့ကောင်းမွန်သောအမှုတိုင်းမိဝဲစိကကြလောတဲ့ဒါဒီနေ့ကျွန်တော်ကြည့်လိုက်တဲ့ခါမှာဆိုရှင်တော့ လူတွေကတော့တယောက်နဲ့တယောက်ပေါ်မှာကရုဏာပွားများကြတယ်။အခုပါလို့ရှိရင်ကျွန်တော်မြန်မာပြည်မှာငရင်ပြီးကြတဲ့28ရက်နေ့ကလှုပ်ခဲ့တယ်။ငရင်လှုပ်တဲ့တန်ကြောင့်เนาะလူတွေများစွာလည်းပဲเนาะဒုက္ခရောက်ကြတယ်။အိုးအိမ်တွေလည်းပျို့ကျပျက်စီးကြတယ်။เนาะအခက်အခဲတွေနဲ့ရင်ဆိုင်ကြတယ်။เนาะမျက်ရည်နဲ့ရင်ဆိုင်ပြီးတော့ငိုကြွေးတဲ့လူတွေလည်းများစွာရှိတယ်။เนาะဒီတော့ကြဒီချိန်ခါနေမှာကျွန်တော်ပြောတယ်ကောင်းမွန်သောအမှုနိုင်မိဝဲစိတ်ကကြလို့သူတစ်ပါးတွေကိုသွားရောက်ပြီးတော့ကျွန်တော်နှစ်သက်ရမယ်၊ကုညီရမယ် နော်ဖေးမကြရမှာဖြစ်တယ်။ဒါဒီချင်းရတယ်နဲ့ကျွန်တော်လှုပ်ဆောင်ပေးချင်းဟာဆိုချင်သူတို့အတွက်ဝမ်းမြောက်ဖွယ်ရာဖြစ်တယ်။နော်သူတို့အတွက်ဝမ်းမြောက်ဖွယ်ရာဖြစ်တယ်။ YouTube မှာပဲဖြစ်ဖြစ် Facebook မှာပဲဖြစ်ဖြစ်ကျွန်တော်ကြည့်လိုက်တဲ့ခါမှာဆိုချင်သွားရောက်ပြီးတော့ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ကန်ကြတဲ့ခါမှာနိုင်ငံရေးတကာကနိုင်ငံရေးချကကုညီကယ်ဆယ်ရေးတွေလာရောက်ပြီးတော့ကယ်ဆယ်ကြတယ်။ဒါမျိုးမကဘဲနဲ့မြန်မာပြည်တွင်းမှာရှိတဲ့နော်ညီရင်းကိုမောင်တော်မအချင်းချင်းကလည်းပဲသွားရောက်ပြီးတော့ကိုပြည်တော်ပြည်သားအချင်းချင်းသွားပြီးတော့ကူကြတယ်ဖေးမကြတယ် ဒီချင်းညာလေးတွေဝိုင်းဝင်းပြီးတော့လှုပ်ဆောင်တဲ့အခါမှာဆိုရှင်ဒီအခက်အခဲတွေများစွာရှိပေမဲ့အခက်အခဲပေါင်းစုံကိုမဖြေရှင်းနိုင်တော့ညာလည်းပဲတည်ငါအလေးကျွန်တော်သွားရောက်ချင်းကုညီချင်းမဆာချင်းဖေးမချင်းဟာတို့တက်အဝမ်းမြောက်ဖွယ်ရာဖြစ်တယ်တို့တက်လည်းပဲကျေနပ်ဖွယ်ရာဖြစ်တယ်ဒါချစ်တဲ့မိစေပေါင်းတို့ဒီနေ့ကျွန်တော်ရတက်တာမှာဆိုရှင်ဒီလျှော့ဝက်စမ်းကြဲတော့အရာလို့ပြောတဲ့ခါမှာကျွန်တော်ချစ်ချင်းမေတ္တာစိတ်အပြည့်ဝနဲ့ဖေးမတတ်ဖို့ဖြစ်တယ်ကုညီတတ်ဖို့ဖြစ်တယ်အပေါ်ရန်သဘောနဲ့ကျွန်တော်မနှောတဲ့ကုညီဖို့မဟုတ်ဖြစ်နေကျွန်တော်ကိုယ်တိုင်ကပဲ စိတ်နှလုံးပါစိတ်ပါကိုပါနဲ့သူတော်ဘာကိုကူညီတတ်ဖို့ဖြစ်တယ်။ဒါမှအငဲတဲ့ဆက်ကိုကြည့်တဲ့ခါမှာညီအကိုချစ်ချင်းအရာမှာပဂရီပေါက်ဖို့ကဲတို့တယောက်ကိုတယောက်ဆုံမဲကြလောတဲ့။ချီးမွမ်းခြင်းအရာမှာသူတော်ဘာသူတော်ဘာကိုကိုထက်ချီးမြှောက်ကြလောတဲ့။နော်။ဒါဒီနေ့ကျွန်တော်တွေကတက်တာမှာလို့ရှိရင်တင်းတယောက်တင်းတယောက်ကူညီတဲ့ခါမှာဟန်ဆောင်နဲ့ကူညီနေတယ်မဟုတ်ပဲနဲ့တကယ်ပဲညီကိုပဂရီချစ်ချင်းအရာညီအကိုချစ်ချင်းအရာဖြစ်တဲ့ခါမှာဒီပဂရီချစ်ချင်းအရာပေါက်ဖို့ကဲတို့ တယောက်ကိုတယောက်ဘာလို့ရမလဲစုံမဲ့ရမယ်တဲ့နော်တယောက်ကိုတယောက်ပါဆိုရှင်ဘာမှညူဆူစိတ်လည်းမရှိဘူးဘာမှသူ့တရားနေမှာကိုကိုညီတိုင်းတို့သူ့တရားနေမှာကိုပြန်ရချင်တဲ့ဆန္ဒလည်းမရှိဘူးကိုစွန့်လွတ်လိုက်ရလို့သူ့တရားနေမှာဘာပြန်လာမလဲဆိုတဲ့တုတ်ပြန်မှုလည်းကိုမှလိုအပ်ချက်မရှိဘူးကိုကိုတိုင်းကပဲစိတ်ပါကိုပါနဲ့ကူညီတတ်ဖို့ဖြစ်ပါတယ်နော်ကိုကိုတိုင်းကစွန့်လွတ်ပြီးတော့ကူညီဖို့ရတဲ့အလုံးမပြင်ရေးကြည့်ပါတယ်ဒါဒီနေ့ချင်းမွန်းချင်းအရာမှာသူတပါးကိုထက်ချင်းမြောက်ပါတယ်ကိုကိုသူမချင်းမွန်းနဲ့ ငါတတ်နိုင်တယ်ငါလုံနိုင်တယ်ငါဆွတ်ဆောင်နိုင်တယ်ငါအရာခသိန်းကိုငါတို့ရှင်ဆွမ်းနိုင်တယ်စတဲ့အဖြစ်ကိုယ့်ကိုယ်သူမချင်းမြောက်နေတယ်သူတို့ဘာကိုယ့်ကိုယ်ကိုထက်သူတို့ဘာကိုချင်းမြောက်ပါတဲ့နော်ချင်းမြောက်ပါသူတို့ဘာတွေဝမ်းမြောက်တာတွေ့ရဲ့သူတို့ဘာတွေစိတ်ချမ်းသာတာတွေ့တယ်သူတို့ဘာတွေအားရကြည်နူးဝမ်းမြောက်နေတာတွေ့တယ်ဒါတွေကိုကသူတို့ကိုဖိမပေးတယ်၊ကူညီပေးတယ်၊သူတို့စိတ်ချမ်းသာနေတယ်၊သူတို့ဝမ်းမြောက်နေတယ်၊သူတို့တွေပျော်ရွှင်နေတယ်ဆိုရင်ကိုရတယ်အဲ့ဒါပဲပီတိစာအားရှိတယ်တဲ့နော် ်မြန်မာစကားနဲ့အရန်ကောင်းတယ်ပိဋိစာအားရှိတယ်လို့ပြောတာလေဒါဒီနေ့သူတို့မရဲ့စိတ်ချမ်းသာကိုကသူတို့သူ့ကိုမြင့်တင်ပေးလိုက်လို့သူစိတ်ချမ်းသာနေတယ်သူတို့မိသားစုတွေပျော်ရွှင်နေတယ်အဲသူတို့အတိုင်းဝိုင်းနေတဲ့အခက်ခဲနေလွတ်မြောက်ပြီးတော့အာဒီပျော်ရွှင်နေကြတာတွေတွေ့တဲ့အခါမှာကိုကအဲ့ဒါကိုပိဋိစာနေတာကိုကိုလည်းပဲလေအဲ့ဒါကိုပိဋိစာပြီးတော့အားရှိပြီးတော့ကိုတိုင်းလည်းဝမ်းမမြောက်ဘူးလားဝမ်းမြောက်တာပေါ့သူတို့ဝမ်းမြောက်တာတဲ့ကိုကတော့မှပိုဝမ်းမြောက်လာတယ်နော်ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့တက်တာမှာဘုရားသခင်ကဘာပြောလဲလေယုံဝဲစမ်းကြတဲ့အရာကျွန်တော်မေတ္တာစိတ်ကိုတကယ်ပဲ ကြီးကြီးမားမားထားဖို့ရန်အတွက်လုံမပင်ရည်ကြီးတယ်အခုကဘာကြီးကကြည့်လိုက်ခါမှာမေတ္တာခေါင်းပါတဲ့ခေပဲနော်မေတ္တာတရားခေါင်းပါတဲ့ခေတရားနဲ့တရားညူဆူစိတ်တွေပွားများလာတဲ့ဒေါသစိတ်တွေနဲ့မောမိတော့သူတို့ဘာပေါ်မှာဆိုရှင်ရန်လုံမောပွားစိတ်တွေပွားများတဲ့ခေသူတို့ဘာပေါ်မှာဆိုရှင်ချိုးနေရမှာကိုလုံးဝမကြောက်တဲ့ခေမကောင်းမှုကိုလှုပ်ရတဲ့ခါမှာဆိုရှင်လှုပ်ချင်တဲ့စိတ်အပြည့်အဝရှိတဲ့ခေနော်အဲ့ဒီခေဒီအရာတွေကိုအားလုံးကိုကျွန်တော်ကဆိုဒီခေကြီးတဲ့မှာကျွန်တော်ကိုယ်တိုင်နေတဲ့ခါမှာတကယ်ပဲကျွန်တော်ကိုယ်တိုင်ကမေတ္တာစိတ်ရှိလာဖို့ရန်အတွက် ော်ဘုရားသခင်ကချစ်ခြင်းမေတ္တာဖြစ်တယ်ချစ်ခြင်းမေတ္တာရှင်ဘုရားသခင်ရဲ့ကိုယုံကြည်မှသာတယ်ကျွန်တော်ဒီချစ်ခြင်းမေတ္တာကကျွန်တော်ပွားများနိုင်မှာဖြစ်တယ်တရားတရားနဲ့တရားချစ်နိုင်ဖို့ရန်အတွက်ဘုရားသခင်ကမှားကြတဲ့ခါမှာဒီနေ့ကျွန်တော်အားလုံးကဟန်ဆောင်ချစ်နဲ့ချစ်ဖို့မဟုတ်ဘူးဟန်ဆောင်ချစ်နဲ့ပဲမေတ္တာပြဖို့မဟုတ်ဘူးဟန်ဆောင်ကူညီမှုနဲ့တွားရောက်ပြီးလှုပ်ပေးဖို့မဟုတ်ဘဲနဲ့ကိုယ်စိတ်ပါကိုယ်ပါနဲ့ကျွန်တော်ကိုယ်တိုင်ကတွားရောက်ပြီးတော့ကျွန်တော်ကူညီတတ်ဖို့ရန်အတွက်ဖေးမတတ်ဖို့ရန်အတွက်တရားနဲ့တရားပေါ်မှာတကယ်ပဲချင်းမြောက်တတ်ဖို့ရန်အတွက်ဘုရားကမိတ်မာတဲ့အတိုင်းပဲဒီနေ့ကျွန်တော်ရအသက်တာမှာလို့ရှိရင် ဖရာရဲ့အလိုကြအသက်ရှင်ခြင်းအပြင်ကျွန်တော်ကိုယ်တိုင်ကချစ်ချင်းမေတ္တာနဲ့အမြဲတမ်းပဲသူတို့ဘာပေါ်မှာဖေးမှမှုပြုတ်ပြီးတော့သူတို့ဘာတွေစိတ်ချမ်းသာတာကိုပုံပေါ်ပြီးတော့လှုပ်ဆောင်ပေးနိုင်တဲ့ဖရာရဲ့သားသမီးယန္တနာကောင်းများရောက်စီတိုင်းဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုနေနေကုန်ချုပ်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးပါဖရာကောင်းချီးချပေးပါစေ